ချက်စီးသတင်းကိုအပေးနေကြတဲ့ချက်စီးချင်းကြီးကိုပြည်သက်တွေအားလုံးပဲမော်နီပါပါနော်ကျွန်တော်အနေနဲ့ဒီဗလီမှာချက်စီးသတင်းအကြောင်းအရာလေး၃ခုကိုဒီကနေ့မနက်ခင်းအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ်ပထမဆုံးအနေနဲ့တော့ကျွန်တော်အပြောင်းရွှေ့သတင်းတစ်ပုဒ်ဖြစ်တဲ့ကျွန်တော်ယောဂျီပက်ထရိုဗစ်ပါအဲပက်ထရိုဗစ်နဲ့ပတ်သက်လို့ရှိရင်တော့ချက်စီပရိသတ်တွေအနေနဲ့ရောင်းချဖို့အတွက်ကိုတော်တော်လေးစိတ်စနိုးစနောက်ဖြစ်ရတဲ့ကစားသမားပေါ့နော်ဒါပေမဲ့ကစားသမားနဲ့ချက်စီတင်တဲ့ဂျာမာကအကွဲလွဲလေးတွေရှိလာပြီးတဲ့နောက်မှာကစားသမားကလည်းချက်စီတင်ကနေထွက်ခွာနိုင်ဖို့အတွက်ကိုကြိုးပမ်းနေတဲ့အနေအထားမျိုးတွေရှိတယ်တစ်ဖက်မှာလည်းယောဂျီပက်ထရိုဗစ်ရဲ့အတော်ဝင်ရှိသူတွေနဲ့ချက်စီတင်တော်ဝင်ရှိသူတို့ကဆွေးနွေးမှုတွေအချို့ကိုပြုလုပ်ထားပြီးတော့အကောင်းဆုံးဖြစ်မဲ့နည်းလမ်းတွေကိုရှာဖွေနေရလို့လည်းသိရတယ်လက်ရှိမှာတော့ပြင်သစ်ကလပ်အသင်းချို့ကယော ဂျီပက်ထရိုဗစ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုတွေကိုပြသနေကြသလိုကျွန်တော်တို့ချက်စီးသင်းကဟာခေါ်ယူဖို့စိတ်ဝင်စားတဲ့မိုက်မိုင်းယန်ရဲ့ AC Milan အသင်းဟာဆိုလို့ရှိရင်လည်း ဒေါဂျီပါရိုဗီရဲ့အခြေအနေနဲ့ပတ်သက်ပြီးစောင့်ကြည့်မှုလုပ်နေတယ်။အထူးသဖြင့်တော့စီးရီးရ်နဲ့ကျွန်တော်တို့ဒါပြင်သစ်လိဂကလပ်အသင်းတွေဟာဒေါဂျီပါရိုဗီရဲ့လက်စွမ်းနဲ့ပတ်သက်လို့ရှိရင်သူတို့ရဲ့လိနဲ့ကိုက်ညီမှုရှိတဲ့ကစားသမားတို့အုပ်ဖြစ်ရှုမြင်ကြတယ်။ပါရိုဗီရဲ့အသက်အရွယ်အရဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အဆင်ပြေသလိုချက်စီးတင်းကလည်းရောင်းချတဲ့အနေထားမှာပျောက်ရွှေ့ခြင်းအရာလည်းနှိမ့်နိုင်လို့အဆင်ပြေနိုင်မယ်လို့ယုံကြည်နေတာဖြစ်တယ်လို့သိရပါတယ်။ဆိုတော့ဒေါဂျီပါရိုဗီကကျွန်တော်တို့လက်ရှိမှာဆိုလို့ရှိရင်တော့အီတလီနဲ့စီးရီးရ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုခံနေရတယ်။ပရီးမီးယားလိဂ်ကလပ်အသင်းချို့ကလည်း စိတ်ဝင်စားမှုရှိပေမဲ့ချက်စီးသင်းထံကိုလက်ရှိချိန်တိတော့ချိန်ဆက်တာမျိုးမရှိသေးဘူးလို့သိရတာပဲဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ယောဂီပထိုဖိရဲ့အခြေအနေဖြစ်ပါတယ်။တစ်ဖက်မှာလည်းချက်စီသင်းစိတ်ဝင်စားရင်တိုက်စစ်မှုဖြစ်သူရမယ်ကတင်ကတော့ဒီကလပ်ဝေါ်ကပ်ပွဲစဉ်တွေပြီးလို့ရှင်ရင်ချက်စီသင်းကိုပြောင်းရွှေ့နိုင်ဖို့အတွက်ဆရာထက်တန်ရဲ့ရှိလို့သိရပါတယ်။ကစားသမားတဲ့ချက်စီသင်းရဲ့ကြားမှာဆွေးနွေးမှုချို့ပြုလုပ်ခဲ့သလိုချက်စီသင်းရဲ့ဒီပလန်တွေကိုချပြတယ်။နောက်ပြီးတော့ရမယ်ကတင်ပေါင်ဝင်ရမယ်ချက်စီသင်းရဲ့ပလန်တွေပေါ်မှာလည်းရမယ်ကတင်အနေနဲ့သဘောကျနှစ်သက်မှုရှိတယ်။ အန်ဆိုမာစကကိုရိုင်းကလည်းလာမယ့်ယာတီမှာသူ့ရဲ့တိုက်စစ်အတွက်တောင်ပန်ကစားသမားအသစ်တွေကိုလိုရှိနေတာဖြစ်ပြီးတော့ရမဲကတင်ကိုလည်းဒါအာမခံချက်အချို့ပေါ့နော် guarantee အချို့ပေးနိုင်တဲ့အနေအထားမျိုးမှာရှိနေတယ်။ဆိုတော့ကစားသမားကတော့ဒေါမွန်အသင်းထံကိုအသင်းပြောင်းချင်တဲ့အကြောင်းဒါကျွန်တော်ဟိုဟာအရေးအယောင်တွေပြတ်သားထားပြီးဖြစ်တယ်ပေါ့နော်။ဒေါမွန်ဘက်ကလည်းသူတို့ကစားသမားကိုအတင်းချက်ကြီးချုံနောင်ထားမှာတော့မဟုတ်ဘူး။သူတို့လိုချင်တဲ့ပြောင်းရွှေ့ခြေဖြစ်တဲ့ပေါင်သန်း90ဝန်းကျင်ရရှိအောင် စွတ်ဆောင်ပြီးရင်တော့ဒါရောင်းမယ်လို့ကျွန်တော်သိရတယ်။ဆွစီသစ်နောက်ဆုံးကမ်းလှမ်းတဲ့ကမ်းလှမ်းချက်မှာတော့ Adnos Bonus တွေအပါအဝင်ပေါင်52တန်းလောက်ကမ်းလှမ်းခဲ့တာဖြစ်တယ်။ဒါပေမဲ့ဒါကိုဒေါမွန်တင်ဘက်ကတော့ကျွန်တော်တို့လက်ခံမှုညှဉ်းဆန်းခဲ့တယ်ပေါ့နော်ချက်ချင်းဆိုလိုပါပဲဒါပယ်ချလိုက်တဲ့အနေအထားမှာပထမချက်စီးတင်းကကလပ်ဝေါ်ကပ်မှာတိုင်ခင်မှာပဲကစားသမားကိုအရခေါ်ယူပြီးတော့ကျွန်တော်တို့ဒီကစားသမားကိုဒီကလပ်ဝေါ်ကပ်မှာသုံးဖို့အတွက်ကိုကြံ့ရွယ်ထားတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းချက်စီးတင်းရဲ့ဒီပထမပလန်ကတော့မဖြစ်ခဲ့ဘူးပေါ့နော်ပျောက်ရွှေ့ခြင်းညှိနှိုင်းတဲ့နေရာမှာအဆင်မပြေမှုလေးတွေရှိသွားတဲ့ အတွက်ကြောင့်မလို့ရမကတင်ကိုခေါ်ယူတဲ့ခေါ်ယူမှုကကျွန်တော်အနှောက်အယှက်လေးတွေဖြစ်သွားခဲ့တာလို့ကျွန်တော်တို့လည်းသိရတယ်။ဒါပေမဲ့ Club World Cup ပြီးလို့ရှိရင်တော့ Dortmund ရော Chelsea ရောကစားသမားရောဟာဒီ transfer နဲ့ပတ်သက်ပြီးတော့အမြန်ဆုံး positive ဆောင်နဲ့ရလက်တွေထွက်ဖို့အတွက်ကိုကျွန်တော်တို့ကြိုးပမ်းသွားကြမှာဖြစ်တယ်လို့သိရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့ကိုယ်လည်းကစားသမားဖြစ်သူ Wise Sky Zero နဲ့ပတ်သက်ပြီးတော့တစ်ချိန်က Chelsea တင်းရဲ့ကံဝင်ကစားသမားဖြစ်တဲ့ Marquinhos ကတော့ချီးကျူးမှုတွေပြုတ်သွားခဲ့ပါတယ်။ တည်င်းတော့ကတချိန်ကချက်စီသိင်းရတာမာခေလီလီပိုဇီရှင်နဲ့ပတ်သက်ပြီးမေးတဲ့နေရာမှာမာခေလီလီကအခုတော့မာခေလီလီပိုဇီရှင်မဟုတ်တော့ဘူးကိုင်စီတို့ပိုဇီရှင်ဖြစ်သွားပြီလို့ချီးကျူးခဲ့တာဖြစ်ပါတယ်အထူးသဖြင့်ကိုင်စီတို့မှာ energy ရှိတယ်ချက်စီ ကစားသမားတယောက်အနေနဲ့ပေါ့နော်လိုက်ဖတ်တဲ့ကျွန်တော်စူးစမ်းအထောက်မှုမျိုးဆွတ်ဆောင်ရည်မျိုးတွေကိုမြင်တွေ့ရတဲ့ကစားသမားဖြစ်တယ်ပေါ့နော်အခိုင်စီတူကိုချက်စီတင်းရဲ့ကွက်လက်မှာကစားနေတာကိုမြင်တွေ့ရတာဒီတော်တော်လေးဝမ်းမြောက်ဝမ်းသာဖွယ်ရာဖြစ်တယ်ပြီးတော့မာခီလီလီကသူ့အနေနဲ့ဒီလိုမျိုးကစားသမားတွေကိုမြင်တွေ့ရတဲ့အခါတိုင်းချက်စီတင်းမှာမြင်တွေ့ရတဲ့အခါတိုင်းမှာသူ့အတွက်တကယ်ကိုဟိုကောင်းမွန်တဲ့အာကျွန်တော်စိတ်အခြေအနေဖြစ်စေတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကိုင်းစီတို့ဟာလာမယ့်အနာဂတ်မှာဆိုလို့ရှိရင်လေချက်စီတင်းအတွက်အရေးပါတဲ့ကစားသမားတို့ဦးဖြစ်လာမယ့် စားသမားပါလို့ချီးကျူးမှုတွေပြုလုပ်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီချိန်ကလည်းမာခီလီလီဆိုတာဒါကျွန်တော်တို့အန်ဂိုလိုကန်တေတို့ အနေထားမျိုးပေါ့နော်ဆိုတော့ကန်တီရှိတုန်းကလည်းကျွန်တော်တို့အနေနဲ့ဒေါ်လေးစိတ်ချမ်းသာခဲ့ရလို့ကိုင်စီရိုအနေနဲ့လည်းဆက်စပ်ရောက်ချင်းမှာတော့တိုင်ပတ်တဲ့အနေထားမျိုးလေးတွေရှိပေတယ်နောက်ပိုင်းမှာချက်စီတဲ့နဲ့တူအန်ဝင်ဝင်ချဖြစ်လာတဲ့အပိုင်းတွေအများကြီးကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဆိုတော့လက်ရှိမှာတော့ကိုင်စီရိုရဲ့စွမ်းဆောင်ရည်ကချက်စီပြည်သက်တွေမျှော်လင့်လို့ရတဲ့အနေထားမျိုးမှာရှိနေပါပြီဖြစ်ပါတယ်ညာဆိုတော့ဒါတွေကတော့ဒီကနေ့မနက်ခင်းလေးမှာတင်ဆက်ပေးခြင်းနဲ့ကျွန်တော်ရဲ့အပြောင်းရွှေ့ချက်စီသတင်းလေးတွေနဲ့ Voices ကိုင်စီရိုနဲ့ပတ်သက်ပြီးမာခေလီလေးရဲ့ချီချူးမှုလေးတွေဖြစ်ပါတယ်ဆုံးနေကြည့်ရှုအားပေးကြတဲ့ဘရာသာညီကိုပြည်သက်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ညာနောက်ထပ်ချက်စီသတင်းကြောက်ရိုင်းနဲ့အားလုံးကိုပြန်တွေ့ပါမယ်အားလုံးပဲ see you next video. About, no?